လာပါခင်ဗျာကြောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကြောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကို တင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရမင်္ဂလာပါကျွန်တော်မျိုးတွေအားလုံးကြိုဆိုပါတယ်အဲကျွန်တော်စီးနိုင်ငံရေးတည်င်းလေးစမယ်နော်ပထမဦးဆုံးတည်င်းအနေနဲ့စမှာဆိုရှင်ပမောနဲ့စမယ်ဟုတ်တယ်နော် ဘမောအရန်အရန်အရန်ကျွန်တော်ကျင်းက်ပျော်ရွှင်မိပါတယ်အဲကျွန်တော်အားပေးနေတဲ့နေရာပေါ့နော်အကုန်လုံးပါတက်မလို့နဲ့ပတ်သက်ပြီးတော့တိုက်ပွဲတိုင်းမှာကျွန်တော်ဒီတက်မလို့နဲ့ရက်တည်ရတူတရားဖြစ်တဲ့အတွက်ကြောင့်မလို့တက်မလို့ရဲ့အောင်ပွဲတိုင်းမှာလည်းကျွန်တော်ပျော်ရွှင်သလိုတက်မလို့ရဲ့ထိခိုက်မှုတွေနာကျင်မှုတွေတိုင်းမှာလည်းကျွန်တော်နာကျင်ရပါတယ်ပေါ့ဗျာနော်အဲ့တော့အခုအဲဗမောနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရသတင်းတွေနဲ့ပြောရမယ်ဆိုရင်ကျွန်တော် ကျွန်တော်ညီကိုတွေပေါ့ဗျာနော်ကျွန်တော်ညီကိုတွေကျွန်တော်အမျိုးတွေပေါ့နော်တမမရှိနေတဲ့စစ်တီတွေအားလုံးရဲ့မျက်နှာမှာအပြုံးနေကိုစီနဲ့အားအိမ်နေတက်ကြွနေတဲ့မျက်နှာကိုမြင်ရတာဟာကျွန်တော်တတော်ကိုပျော်ရှင်သွားပါတယ်ထို့သူကျွန်တော်ဒီ online ပေါ်ဒါမျိုးပြောဆိုနေမှုလည်းသူတို့သိတယ်အဲ့တော့ကျွန်တော်ပုံမှာဒါမျိုးလေးအတိအမှတ်ပြုဝေးတယ်နော်ဒီအပြုံးလေးတွေနဲ့အဲခင်မင်းစွာနဲ့ကျွန်တော်နှုတ်ဆက်တဲ့အတွက်လည်းကျေးဇူးအများကြီးကိုတင်ပါတယ်ခင်ဗျာကျွန်တော်အရန်ကို ကျွန်တော်အတိအမှတ်ပြတဲ့အတွက်ကျွန်တော်အရန်ကိုကျင်နှံ့မိပါတယ်အဲ့တော့အခုလက်ရှိဘမော်စီရဲ့ခြေနေကတော့ KIA ကိုပြောအောင်ပါတယ်ခင်ဗျားတို့မေးလိုက်လို့ရပြီနော်အဲ့အဲ့မြင်ပြောလိုက်လို့ရှိရင်လည်းကျွန်တော်မတရားရောက်သွားမလားတို့ကလည်းလိုချင်နေရလေနော်လိုချင်တဲ့အတွက်ကြောင့်မတိုက်တယ်တိုက်တဲ့လောက်လဲပို့တဲ့လောက်လဲမလောက်လာတဲ့လောက်လဲမလောက်ဆိုတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်အဲ့တော့မေးလိုက်လို့ရပါပြီဘမော်ကဘလို့ comment ဆိုရှင် KIA တွေ PDF တွေ လောဘလောဘဇောတက်နေတဲ့နင်းမြေလောဘဇောတက်နေတယ်နော်အာနာလောဘဇောတက်နေတဲ့စိတ်သွေးကြွတွေအားလုံးအတွက်သင်္ကြန်ဖြစ်နေလို့ပါအခုတော်တော်လေးကိုစိတ်သွေးကြွတပုံတွေကိုနှိမ်နင်းနိုင်နေတာကိုတွေ့ရတယ်တက်မလို့ကလည်းအပြေဝထောက်ပံ့တာကိုတွေ့ရတယ် KIA အနေနဲ့ကလည်းမထီးတင်တာကိုသွားထီးမိရတဲ့အတွက်ကြမလို့မဖြစ်တင်တာဖြစ်သွားတယ်ပေါ့ဗျာနော်ဒါအရင်ခြေဆုံးပြောလိုက်တာပါပြောရမယ်ဆိုလို့ရှိရင်တော့မရတဲ့နာရတဲ့အတွက်ကြောင့်မခံတဲ့နာခံလိုက်ရတယ်ပေါ့အဲ့လိုမျိုးပုံစံမျိုးလဲ KIA ကိုပြောလို့ရပါတယ်အဲ့တော့သမောဟာဘလို့မျိုး KIA အတွက်သွားဖြစ်နေသဲဆိုလို့ရှင်ကျုံသွင်းပြီးတော့နော်ကျုံသွင်းပြီးတော့အပြင်းခံရသောအခြေအနေဖြစ်ပါတယ်အဲ့တော့ကချင်ပြည်နယ်တပြည်နယ်လုံးမှာရှိနေသောဒီ KIA စစ်သွေးကြွများသည်ဟွန်းတမောကိုသွားတယ်တမောရောက်လို့ရှိရင် ပြန်လမ်းမရှိတဲ့ဘုရားကိုရောက်သွားတယ်တို့တို့ PDF တွေ သူတို့မနိုင်တော့ PDF တွေခေါ်တယ်ဝင်တယ်ပြန်လမ်းမရှိတဲ့ဘွားတွေရောက်ကုန်တယ်အခုဆိုလို့ရှိရင်ဝေမာများမနိုင်မနိုင်တဲ့ဆိုတဲ့အကြောင်းမလို့ရက်အနေငယ်ရှိပါပဲဘမော်လုံးဝငြိမ်နေတာဖြစ်တယ်နော်ဘမော်လုံးဝငြိမ်နေတဲ့အချိန်တွေရှိတယ်အဲ့တော့စစ်တီတွေအနေနဲ့ကလည်းသူတို့ကိုစနကျွန်တော်ပြောတဲ့သတင်းစကားပုံစံမျိုးပါပဲခင်ဗျားတို့ဘမော်ရဖို့ဆိုလို့ရှိရင်ခင်ဗျားတို့မေးလိုက်လို့ရပြီလို့ပြောရမှာပါအဲ့တော့ဘမော်ရဲ့ဂျေဇူးကဘမော်စစ်တီရဲ့ဂျေဇူးတွေက ကချင်တပြည်လုံးမှာရှိတယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဗမော်ကိုအာယုံစိုက်နေရတဲ့ KIA ဟာဘလို့တွေဖြစ်နေဆိုတော့တခြားနေရာတွေစီရေးတွေမှာအာယုံမစိုက်နိုင်တော့အဲ့အတွက်ကြောင့်မို့လို့မိုးကောင်းတို့နော်နောက်ထပ်ဒီညကြီးနာတို့အဲ့ဒီဘက်ချမ်းတွေမှာတက်မတော်သားတွေရောပြည်သူတွေရောအားလုံးဟာအေးအေးဆေးဆေးနဲ့ပွဲတွေလည်းကျင်းပနိုင်သလို နော်ပြည်သူလူထုစိတ်ချမ်းသာနေရပါတယ် KIA ဒါမျိုးအဲ့တော့ပြည်သူလူထုနဲ့ KIA ကကချင်ပြည်နယ်မှာရှိသောပြည်သူလူထုနဲ့နော်အာဒီ KIA နဲ့ကဘလို့အချိုးကျလဲဆိုလို့ရှိရင် KIA ဒုက္ခရောက်ရင်ပြည်သူလူထုတွေကဘဝဟာပျော်ရွှင်နေရတယ်နော်အာ KIA စစ်သွေးကြပြီးမန်တက်ဘလတောင်းနေပြီဟေ့ဆိုလို့ရှိရင် ပြည်သူလူထုစိတ်ညစ်ရတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်တယ်အဲ့တော့ဗမော်က KIA ရဲ့ အားအင်ကိုလျှော့ချပေးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဗမော်ကျေးဇူးတွေကျွန်တော်တို့ KI နော် KIA ကိုစန့်ကျင်နေတဲ့အဖွဲ့တွေအားလုံးမှာနော်အာရှိနေသလိုကချင်တပြည်လုံးမှာရှိနေပြည်သူတွေအားလုံးမှာလည်းကျေးဇူးရှိပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်နော်အခုလိုမျိုးတတိအသေးဆွဲသွေးပေါ့နော်အကုန်လုံးကိုတွေ့ရတယ်တက်မလို့ဆိုတာဘာလဲဆိုတာကိုချပြနိုင်တဲ့ဗမော်ကိုကျေးဇူးအများကြီးတင်တယ်တက်မလို့ဟာဗမော်နဲ့ပတ်သက်လာလို့ရှိရင်မိသားစုစိတ်ဓာတ်အားလုံးမှာရှိသွားစေတယ်အထက်ရာ ထအရာရှိအစင်စင်အားလုံးကအစဗမော်နဲ့ပတ်သက်လို့ရှိရင်တည်တည်လှုပ်ပါနော်အဲ့တော့ထောက်ပံ့ရေးကအစဗမော်နဲ့ပတ်သက်လို့ရှိရင်တည်တည်လှုပ်ပါဘာကြောင့်လဲဆိုလို့ရှိရင်ဒါကဗမော်ရဲ့ပြောမယ်ဆိုလို့ရှိရင်ထူးခြားမှုပဲကြာနော်တတ်မလို့ဒါအားလုံးကိုလည်းစီယုံမှုကိုပေါ်ဆောင်နိုင်စွမ်းနေရှိလာခဲ့တယ်အဲ့တော့တက်တဲ့အချိန်နေအဲ့မှာအဲစာကခ21တက်မကြီးကတော့ AA စစ်စစ်ပါပဲရှိပါတယ်နော် အဲသူတို့လာဝင်လိုက်လာလုံးလိုက်တော့ရှိတယ်လို့သတင်းကြားသိရတယ်။တို့ပေါ့တော့လည်းအဝေးပြက်လောက်ပဲရှိပါတော့တယ်။အဲ့တော့တက်တွေအားလုံး EACC လို့ပြောလို့ရတယ်။အဲတက်တတက်နောက်ဆုတ်ပေးထားတာရှိတယ်။နောက်တက်တက်ကကြတဝက်တိတိပြန်ရထားတာလည်းရှိတယ်။အဲ့တော့ထို့သူသူတို့ကဟိုတက်တတက်ကိုတက်မတော်ကနေပြီးတော့ဗောနော်။ဟိုဗံမော်ကဗံမော်မှာရှိတဲ့တက်တတက်နောက်ဆုတ်ပေးရဆိုအာနောက်ဆုတ်ပေးလိုက်တာမဟုတ်ဘူး။တက်ကွင်းနဲ့ဆွဲထည့်လိုက်တာ။အဲ့တော့သူတို့ကတော့ဗျာ KIA အနေနဲ့ကတော့ ืมဘယ်လိုခေါ်မလဲဆိုတော့သူတို့ရဲ့ဒီဟိုခိုင်းဘက်ကလေးတွေပေါ့ဗျာနော်ကွန်ဒုံးလေးတွေပေါ့ PDF ကွန်ဒုံးလေးတွေကိုအကျေစုနဲ့နော်ဟိုဗမောက်ကိုအရတိုက်နေတာပဲသူ့ဘာတော့လဲပဲတက်ကအဗျူဟာအရတော့လကောင်းနော်နောက်ခဏနောက်ဆုတ်ပေးလိုက်တာတိုင်းတိုင်းရှိတယ်။နောက်ဆုတ်ပေးလိုက်တာကလေတက်ပဲနောက်ဆုတ်ရတာတက်ကဘာမှထိခိုက်မှုအနည်းဆုံးနဲ့အောင်မြင်စွာနဲ့ခိတ္တနောက်ဆုတ်လိုက်တာပြီးရင်ပြန်ရတာပဲ။အဲ့တော့ အဲသူတို့ကတော့ရပြီဆိုပြီးပြောတာပြောသူတို့ရပျော်ရွှင်မှုရဲ့နောက်မှာ KIA ရော PDF ကောသူတို့တင်းအာဓမဆွဲထားတဲ့ဒီပြည်သူပေါ့နော်ဟိုစေသွေးကြပြည်သူလို့ပြောမှာပေါ့ဗျသူတို့လည်းပေါင်းပြီဆိုတော့သူတို့တွေအားလုံးကပေးဆက်လိုက်တာတေးတာတေးတတ်တော့လဲတေးကြတာသူပြောတော့လည်းပဲ KIA ရထားတယ်ကိုကြည့်နေမှာမဟုတ်ဘူးဘာကြောင့်လဲသိလား KIA ကဘိုးတဘိုးပဲရှိတဲ့အဖွဲ့အစည်းမဟုတ်လို့ပါနော်အဲ့တော့သူတို့ရရင်ပြီးရောဆိုတော့နည်းမြေလောပဇောတက်နေတာကိုသူတွေ့ရတယ်အဲ့တော့လက်ရှိစီရေးချင်းနေမှာအဲ KIA ေကိုတိုက်နေတော့ဗမော်ရဲ့အခြေအနေကိုပြောရမယ်ဆိုလို့ရှိရင်တော့စစ်တီတွေအားလုံးရွရွချွတ်ချွတ်နဲ့ခုခံတိုက်ပွဲဝင်နေပါတယ်မိသားစုစိတ်ဓာတ်အယံကို ပြင်းထန်ပါတယ်နော်အနောက်ထပ်ဒီစစ်သားစစ်မှန်စိတ်ဓာတ်အယံကိုပြင်းထန်ပါတယ်အနောက်ထပ်ပြောရမယ်ဆိုလို့ရှိရင်တော့အမ်ညိုထဲမှာလည်းအခုဆိုအောင်မြင်ချက်မှုတွေရှိတယ်နော်အဲ့တော့ KIA ကိုပြောလိုက်မယ်ဗမော်ကိုမေ့ကျင်မေ့လိုက်ပါတော့ပါတော့လဲအဲ KIA ဟာ ဘမောင်နဲ့ပတ်သက်လာလို့ရှိရင်အချက်ကလည်း क्वे မှာ哦နော်နောက်ဆုံးရင်လည်းအချက် क्वे မှာရှည်တွင်းရင်လည်းဘဝပြတ်မှာဆိုတဲ့ခါကျတော့သူခမြမှာပြောမယ်ဆိုရင်ဟိုထန်နဲ့ဟိုခန်ကြားထဲမှာနော်တေတန်ယူမလားဟိုခန်ယူမလားဆိုတဲ့ပုံစံမျိုးဖြစ်နေတာခါကျဟာတာလေးပါကျွန်တော်လည်းဒီမျိုးပေါ့ဟာတာရင်းရင်းနေမသုံးချင်ပါဘူးအဲအဲ့လိုပုံစံမျိုးဖြစ်နေတဲ့ KIA ဒါမျိုးဖြစ်နေမို့လားအဲ့ဒါလောက်လေးပါဟာတာလေး sorry ပါကျွန်တော်ဟာတာလေးနဲ့ကြမ်းသွားပါတယ်အဲ့တော့အခြေအနေတွေအဖြစ်ပြောမယ်ဆိုရင် ဘဘောချင်းနဲ့အားလုံးပျော်ရွှင်ပါလားကျွန်တော်နောက်ဆုံးရရှိတဲ့သတင်းရဆိုလို့ရှိရင်အဲကျွန်တော်ချစ်ရတဲ့ကျွန်တော်ညီလေးနဲ့မစကားပြောရတဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းတော်တော်လေးကိုပျော်ရွှင်ပါတယ်နော်အဲကျွန်တော်ရဲ့ဒီဒေတာခံနေအားလုံးနဲ့ပေါ့နော်စကားပြောရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တော်တော်လေးပျော်ရွှင်ခဲ့ပါတယ်အဲ့တော့ဒါဘဘောအခြေအနေပေါ့ဗျာနော်အဲ့တော့အဲ့ဘဘောပြီးလို့ရှိရင်တော့ဟေးလာပြီအခုတက်မလို့အရှိုက်ပေါ့ဗျာနော်ကပ္ပဆာကြီးရဲ့ကိစ္စကျွန်တော်ပြောအောင်အဲကပ္ပဆာကြီးနဲ့ပတ်သက်လာလို့ရှိရင် ဒီကာဘာဆာစစ်ရုံကြီးရှိတဲ့ဒီအုတ်ရှစ်ပင်တို့နော်ညောင်ခြေတော်တို့ကိုအရတိုက်နေအောင်သူရနော်ဘရောင်းမျိုးတွေလည်းမပါလဲအဲ့ဒီအဲ့လိုကိုတိုက်နေတော့အဲ့လိုကြီးကိုရပါပြီဆိုပြီးတော့ခိုင်တုခရဲ့ခမားအနေနဲ့နော်ဘယ်လိုမျိုးများပြောလိုက်လဲမသိဘူးနော်ခေတ်သစ်မီဒီယာကိုပြောတယ်တဲ့ခိုင်တုခအာဒီပေါ့ညောင်ကျိုးကိုသူတို့လုံးလုံးရသွားပါပြီတဲ့သူကပြောခဲ့တာအရေးမကြီးဘူးနော်သူပြောတဲ့ဥစ္စာပေါ့နော် ဟိုဘလို့ခေါ်မလဲဆိုတော့သူအရှက်ကွဲမှာ哦အရှက်ကွဲမှာကြောက်တဲ့အတွက်ကြောင့်မို့လို့သူ့လက်အောက်ကအေးအေးလေးတွေ PDF ကလေးတွေကတိုက်လိုက်ရတာတိုက်လိုက်ရတာနော်အဲ့တော့ဟောဒီကဒီထားတကယ်အရှက်ကိုကွဲသွားတာအရှက်ပြန်ပြန်ကွဲသွားတယ်ခက်ခိုင်ဒုက္ခရယ်ဘာကြောင့်လဲဆိုတော့လေသူပြောတဲ့အချိန်မှာလုံးဝလည်းမကြသေးသလိုအဲနည်းနည်းလေးတော့ကြမ်းကြမ်းတန်းတန်းအချိန်တွေတော့ရှိခဲ့တယ်အဲ့အချိန်မှာဒါကျွန်တော်အားလုံးဝန်ခံရမှာအဲ့တော့ တက်ကလည်းရူးရူးချွန်ချွန်ပြန်ခုခံတဲ့ပြင်ကိုတကယ်ဒီ fighter တက်တွေပါကျွန်တော်တို့ပြောတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့တင်ပြတဲ့အတိုင်းတက်ကလည်း fighter တက်တွေရောက်သွားတာကိုတွေ့ရတယ်အဲ့ဒီမနက်မှာ fighter တက်တွေတကယ်4 guy ကြီးနဲ့ရောက်သွားတာအာရောက်သွားပြီးတော့သပုံကိုရူးရူးချွန်ချွန်ချိန်မုံတာဗျာနောက်ဆုံးပိတ်အဲ့ဒီညောင်ချိုးကိုကျော်ပြီးတော့ဟုတ်ပကံခွဲရောပကံခွဲရောကိုပထမနောက်ဆုတ်လိုက်ရတယ်ဟုတ်ပကံခွဲရောပြန်ကျော်ပြီးတော့အေးပကံခွဲရောထပ်ကျော်လာပြီဆိုတော့နောက်ထပ်ကျွန်တော်တို့ကလာလက်တို့ကလာလက်တို့ပြီးလို့ရှိရင်မိုးထိမိုးထိပြီးရင်တော့ဟေးနော် အခက်မသိရင်အေးအေးစီဦးကျိုးခဲ့ရင်တော့တောင်ကုန်းထိတက်မလို့ကပြန်ပြီးတော့ယူသွားနိုင်တယ်အဲတော့ပါတော့လဲတက်မလို့လဲအခုချိန်မှာအလုပ်များနေတဲ့အတွက်ကြောင့်မလို့တော့အဲဒါကတော့မိကုန်းထုတ်စရာတော့ရှိတာပေါ့ဗျာနော်အဲ့တော့ဆိုလိုချင်တာကခိုင်ဒုက္ခရပါပြီဆိုပြီးတော့အာလော်ထားတယ်သူလည်းလော်ပြီးအဆင့်ဖြစ်သွားပါတယ်နော်ဒီဒီနေရာမှာတော့အဲ့တော့အဲခစ်တဲ့တို့ဒီပေါ့နောက်ထပ်စစ်သွေးကြောအာပီထောက်ခံတဲ့အေယာဝတီတို့လိုမီဒီယာမျိုးတွေဟလား PPC တို့လိုမီဒီယာမျိုးတွေကလည်း လော်ထားတာတွေရှိတယ်။ထို့တူသူတို့ရဲ့ရောင်ပြန်ရောင်တော်ပြန်လေးတွေကလည်းရောင်တော်ပြန်နိုင်ငံရေးဆယ်လီတွေကလည်းထကြွခုံပေါက်မြူးထူးနေအောင်တွေ့ရတယ်။သူ့ဘောက်တော့လည်းအားလုံးအရှက်ပြန်ပြန်ကွဲခဲ့ပါတယ်။ညောင်ကျူလုံးဝလုံးဝမကြတဲ့အပြစ်ကိုညောင်ကျူကိုတက်အင်အားအပြစ်အဝါနဲ့ပြန်လဲပြီးတော့အဲဘလိုခေါ်မလို့ဆိုလို့ရှိရင်ကာကွယ်ခုခံထားနိုင်ပါလားနော်။ချိန်မုံထားနိုင်ပါလားပေါ့ဗျာနော်။အဲ့တော့ညောင်ကျူအချိန်တွေကိုပြောရမယ်ဆိုလို့ရှိရင်ပေါ့ဗျာနော်။ ညောင်ကျူးကျော်လာလို့ရှိရင်ကျွန်တော်ကပတ်စာကပုံမှန်လင်းပြောရရင်တော်တော်ကြီးညီးသွားပြီအဲ့တော့ညောင်ကျိုးကနော်ညောင်ကျိုးပေါ့သူတို့ခေါ်တာညောင်ကျိုးလို့လည်းခေါ်တယ်ကျွန်တော်ကတော့စာနဲ့ခေါ်ရတဲ့အတွက်ကြောင့်မလို့တည်းတီးခံပြီပါနော်ညောင်ကျိုးကိုဝင်မယ်ဟေ့ဆိုလို့ရှိရင်အဲ့ဒီမှာဗျထုတ်လို့ရေးကုန်းဆိုတာရှိတာ哦နော်ထုတ်လို့ရေးကုန်းလို့ခေါ်တယ်အရင်ကဟိုဘယ်လိုခေါ်မလဲဆိုတော့တစ်ထုတ်လို့တဲ့နေရာတစ်ခိုးတဲ့နေရာပေါ့အဲ့တော့တစ်ထုတ်လို့ရေးကိုကြော်မှညောင်ကျိုးရောက်မှာအဲ့တော့တစ်ထုတ်လို့ရေးကုန်းကိုနေရာမှာ အခုလိုလို့ဆိုအေအေကရိတ်ခါပို့တဲ့ကားတွေဘာလို့ပြစ်တယ်အဲ့ညမှာတိုက်ပွဲကပြင်းထန်သွားဖြစ်တယ်အဲ့တော့ညောင်ကျိုးကိုရောက်မယ်အဲ့ဒါကြောလို့ရှိရင်တော့ရခိုင်ဘက်ကလာမယ်ဆိုလို့ရှိရင်အဲ့တော့အဲ့ဘက်ကနေထပ်ပြီးတော့နောက်ကိုဆက်သွားမယ်ဟဲ့ဆိုလို့ရှိရင်တော့ဒါညောင်ကျိုးကြော်လာပြီးဟဲ့ဆိုရင်ကျွန်တော်တို့အုတ်ရှိပင်ကိုသွားရလားညောင်ခြေတော့ကိုသွားရလားအဲ့မှာချင်းကုန်းသာရှိအဲ့အဲ့ဒီချင်းကုန်းမှာအဲ့တက်ကတက်ဆွဲထားတယ်အဲ့တော့ဆိုလိုချင်တာကအဲ့ဒီမှာရှိနေတဲ့ AA တွေကတခုတော့ရှိတယ်ဗျ။နေကျွမ်းတာလားဒါမှမဟုတ်လို့ရှိရင်လေသူ့လူကိုယ်ပတ်တာဖျက်သိရှိနေတာလား အဲဒါတွေကတော့ကျွန်တော်ထက်တွက်စဉ်းစားမှာဒါတွေ့တော့ကျွန်တော်ဆက်ပြောပါမယ်အဲ့တော့ဟိုဘယ်လိုခေါ်မလဲဆိုတော့သူတို့အမှန်တကယ်အားဖြင့်ဆိုအေးအေးတိုက်ရမယ့်ပုံစံကထုတ်လို့ရခိုးတိုက်ရမယ်အဲတိုက်ပြီးသွားလို့ရှိရင်ညောင်ကျိုးကိုဝင်ရမယ်ညောင်ကျိုးကိုဝင်ပြီးတော့မှဒီနောက်ထပ်ဒီကာကင်းစကန်းဖြစ်တဲ့ဒီချင်းကုန်းကိုတိုက်ရမယ်နော်အဲအဲ့ဒါမျိုးမလုပ်ဘဲနဲ့ပထမအဦးဆုံးအနေနဲ့ထုတ်လို့ရခိုးကိုတိုက်တယ်ညောင်ကျိုးကိုကြွေဝိုက်ပြီးတော့ညောင်ကျိုးအလွန်ဒီချင်းကုန်းကိုဝင်တိုက်တယ် အဆိုလိုချင်တာကသူတို့တော်တော်လမ်းကျွမ်းတယ်လို့ပြောလို့ရတာပေါ့ဗျာနော်အဲလမ်းကျွမ်းတယ်ဗကံကိုရလဲထပ်ပြီးတော့သူတို့လမ်းကွေ့ကွင်းလာတယ်နော်ကွေ့ပြီးတော့ဝင်လာအဲ့တော့သူတို့လုပ်တဲ့ပုံစံကတော်ကျွမ်းတော့အဲတော်ကျွမ်းအိုက်အိုက်ထဲကပေါ့နော်တစ်ခိုးလမ်းနေပါအမှန်တကယ်ဒါတစ်ခိုးလမ်းနေပါပဲပြောမှဆိုခရိုနီနေနဲ့ဖောက်ထားတဲ့တစ်ခိုးလမ်းနေဖြစ်ချင်းဖြစ်မဖြစ်လို့ရှိရင် AA ကဟုတ်အရင်နေကနေပြီးတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်ထဲကနေပြီးတော့ဒါကိုတဲ့နော်အကျန်စီနဲ့ပေါ်ဆောင်ထားတဲ့တစ်ခိုးလမ်းနေဖြစ်တယ်တစ်ခိုးလမ်းအမြီခံ နော်တစ်ခိုးလန်းအမိခံဒီကပ္ပစားတွေကိုတိုက်ဖို့သူတို့ရဲ့အကြံစီကဟိုအရင်ကရှိခဲ့တယ်။အဲ့ဒီစီစဉ်တိုင်းဖောက်ထားတဲ့လမ်းတွေကနေပြီးတော့ပေါ်လာတယ်ပေါ်လာပြီးရင်တက်နာကိုကတ်တယ်ကတ်ပြီးတော့လို့ရှိရင်သူတို့တွင်းတူးတယ်တွင်းတူးပြီးလူတကိုစားတွင်းတူးပြီးတော့သူတို့အဲ့မှာရအောင်ကုတ်ပြီးနေတာအဲ့နေပြီးတော့တိုက်တဲ့ပုံစံမျိုးအဲ့တော့လက်နက်ကြီးပစ်တာတွေဘာတွေကတိတ်မထိရောက်ဘူးပေါ့နော်မထိရောက်တဲ့ခါကျတော့အခုတက်ကလည်းအဲစစ်တပ်ပဲဗျာနော်သူတို့မှလည်းဘျူဟာမြောက် အဲဒီဟာမြောက်တဲ့လက်နက်တွေရှိပါတယ်အဲလက်နက်တွေကပါလဲဆိုတော့ဒီတာမန်ပေါ့တာမန်ပြစ်တဲ့ကြည်စံကြီးတွေအစားပေါ့နော်ဒီခဲရံနေအစားကိုတခြားပေါ့မီးလောင်တဲ့မီးလောင်စီသောပုံတွေကိုအသုံးပြုလို့ကြားသိရတယ်ပေါ့နော်အဲ့တော့အေးစစ်သွေးကြတွေကြာဆုံးများစွာနဲ့နောက်ပြန်ဆုတ်ပြီးတော့ပြေးပြီးတော်တဲ့ဝင် ပုံသွားပြန်ပါပြီနော်တော်တဲ့ဝင် ပုံသွားပြန်ပါပြီအဲ့တော့ ခုချိန်ထိညောင်ကျိုးရွာလဲ AAC ပဲဖြစ်သူကပ္ပစတွေလည်းလုံလုံခြုံခြုံပဲရှိနေတယ်ဒါဒီနေရာမှာကျွန်တော်တို့ဟိုအဓိကအတိထားရမှာကဒီတစ်ခိုးလန်းနေဖြစ်တယ်ဒီတစ်ခိုးလန်းနဲ့တစ်ခိုးလန်းအမြေခံနော်ဒီကပ္ပစကိုတိုက်ဖို့အတွက်လမ်းတွေဖောက်ထားတာဖြစ်တယ်လို့ကျွန်တော်တို့ကတော့အခုနောက်ပိုင်းတဖြည်းဖြည်းနဲ့အဲရုပ်လုံးပေါ်လာပြီပေါ့ဗျာနော်အဲ့တော့အခုလက်ရှိအခြေအနေမှာအဲဒီညောင်ကျိုးနဲ့ပတ်သက်ပြီးတော့ကျဉ်းချုံပြောမယ်ဆိုလို့ရှိရင်ညောင်ကျိုးရွာလုံးဝမကြပါဘူး ညောင်ကျူရထိတ်ကကာကင်းကုန်းနေမှာအခုကာကင်းကုန်းနေဖြစ်တဲ့ဖရားကုန်းတို့ချင်းကုန်းတို့နော်ထုတ်လို့ရေးပေါက်တို့နော်အဲ့ဒီနေရာတွေအားလုံးမှာအတိုက်ပွဲရှိပါတော့ညာလဲပဲတက်ကအသာစည်းယူပြီးတော့စေသွေးကြတပုံတွေအားလုံးကိုလူတောင်သွားเสียရမလို့မနဲ့ drone နဲ့မီးလောင်ပုံးများနဲ့အသုံးပြုတဲ့အတွက်ကြောင့်မလို့အေးအေးလေးပြေးရတာအဲ့ဒီ drone drone footage တွေအောင်တိတ်မကြခင်တက်လာနိုင်တယ်ဆိုတော့ သိစေခြင်းနဲ့ထို့ပြင်ကိုပကံငယ်ရာထီကိုလည်းပြည်သူစစ်အင်အားတွေနဲ့ဆက်လက်ပြီးရောက်သွားတာတွေရှိတယ်။အေးအဲ့ဒီနေရာတွေအားလုံးကသာအေးအေးကစိတ်နှောက်ရှက်မပေးနိုင်တော့ဘူးဆိုလို့ရှိရင်တော့တိတ်မကြခင်မှာမိုးထီကနေတောင်ကုန်းထီကိုခရီးဆက်ကောင်းဆက်သွားနိုင်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ဒါသတင်းစကားပြောပြခြင်းနဲ့